။အဲဒီလိုပဲဆက်ဆံမိတဲ့အခါမှာဒကာကြီးကဗဇံမြသားထုံဦးဇံမြသားလို့သိရလို့ညီစင်းလောကမှာရောဗဇံမြရဲ့ဒီသာနာအတွက်ဒီအဲဘယ်လိုငငါရမကျောင်းပါလဲ။ဆရာတော်ဖျားကြီးကမသိခင်နဲ့ဒီပုံလေးကိုတံမှုတော့အခုဗဇံမြမရှိတော့ဘူး။ဒါမဲ့သူ့ရဲ့ပုံလေးကသာနာညီဖြစ်အောင်ကျူစာပြီးခဲ့တဲ့ကုစုကြီးကတော့မလွဲမသွေကောင်းရသူကတိရရှိမှာပါဒီလိုပဲ ဦးစင်းကလည်းဒီကတော့နဲ့ကလာအဖြစ်ဒီကတော့နည်းနည်းလေးရပိုင်ကြီးသွားတာပေါ့ဦးစင်းကနေရနလ64ဒီကကြီးက65ရက်တလ64 65ရက်တလ64ဆိုတော့အဲလာပိုင်းမွန်းတော့ရပေါင်း20 lin ရရကြီးသွားပြီကဲထားတော့တက်တူရွယ်လူဒန်းတူဆိုတဲ့တငယ်ချင်းတွေကြားထဲမှာเจ้าမှာတွေ့ရမယ်လဲအဆက်ဆက်ကဲအဲ့တော့ဦးစင်းကဝေးမျိုးမျိုးမှာကြောင်းอ่ะ လယ်တန်းမှာနေခဲ့တယ်။ဘူလန်းန်းကြောင့်ဝင်းမြို့ယူအောင်ကြောင့်မှနေခဲ့တယ်။အဲ့တော့အလယ်တန်းကြောင့်မြန်မာစာပေတွေကိုရေးတင်လို့ဘူနာကလူသွေးတောင်မဲ့ကစင်းထဲမှာသွေးတောင်မဲ့ကစင်းမှာဦးစင်းကပြားလေးရေးပို့လိုက်တယ်။အဲ့တော့ကလည်းလာခဲ့ရတော့ခေါ်ပါသည်ကပြားစကန်းဟာသနော်ရေးကစမ်းမှဝေးရသည်လမ်းဆိုပြီးတော့ အဲ့ကဗျာလေးကိုမုန်းချစ်မကွေးဆိုပြီးတော့6တန်းလောက်ပဲရှိတယ်6တန်းမဟုတ်ရှစ်တန်းပေါ့ဒါပေမဲ့စိတ်ထဲမှာတော့6တန်းလောက်ကလို့ပဲတင်တယ်ရေးတာ6တန်းလောက်ကထဲရတော့7တန်းလောက်မှမြန်ပါလာလားလို့ဒီမှတ်မိတာတော့1900 86 86တခုခုပဲအဲ့တော့ကိုကိုကမုန်းချစ်မကွေးမုန်းချစ်ဆိုပြီးတော့မုန်းချစ်မကွေးလို့ရေးခဲ့တယ်လို့မကွေးဒီကောလိပ်တက်တော့ကြတော့ ခမောင်သက်တတ်တပိဒါဒါစာရေးစရာအနေနဲ့အဲ့လိုတက္ကသိုလ်မှနောက်ကျစကားမိကြတိုင်းအဲ့ပေါ်နစ်စင်ဂွေဒီကောလိကမုံစားထဲမှာရေးခဲ့ပါတယ်စာရေးစရာတယောက်ဖြစ်လို့ဦးစင်းရဲ့ညီမကစာရေးစရာမှအင်းမွန်လိုင်းခန်းငါးမြေဆိုတာစုရတဲ့အထိတော်တော်ကောင်းတဲ့ဇက်လေးတွေရေးခဲ့ပါညီမလေးလည်းမရှိတော့ညီမလေးကပေါ်တနီဦးဟန်ဦးစင်းကဇူးဆယ်ရန်မောင်မောင်ရပြိုင်နေအောင်လားဒါပေမဲ့ဦးစင်းကဆယ်ရန်တုံးထိချခဲ့တာဒါတော့ အခုဘုန်းကြီးဖြစ်တဲ့အခါကျတော့ဗောဓဂုဏ်ဆရာတော်တို့အများသိတဲ့အရှင်အဂ္ဂရမောင်အရှင်အဂ္ဂရမနိခမဆိုပြီးတော့ခရိယံစာပေတွေကိုလေ့လာယူဗုဒ္ဓဘာသာနဲ့ခြားနာချက်တွေဗုဒ္ဓဘာသာရဲ့အမြင်တွေကတိရှင်တကုရှင်မရှိကြောင်းတွေကိုရေးတဲ့ခသေရှင်မရှိသောဆက်ကြောလားဘုန်းကြီးဝတ်ခဲ့တော်ခရစ်တော်ယေရှုစသဖြင့်နောက်ထပ်လူသားတော်ဖျားမိလုံးကြီးသောဖန်ဆင်းရှင်နောက်ထပ် အများကြီးပါပဲဒါလေးတွေပြောရင်တော့လီကဆက်ချောက်အုပ်လောက်ကိုအပိုင်းလေးလည်းထုတ်ခဲ့တယ်အဲ့မှာထူးဆန်းတာကဖန်ဆင်းရှင်မရှိတော့မရှိတော့ဆက်ချောက်လားဘုန်းကြီးဝတ်တော်ခရစ်တော်ယေရှုကစာအုပ်ပေါင်း7000လောက်ရက်ခဲ့အနည်းဆုံး6000ကဥစဉ်ကိုယ်တိုင်တစ်ခါရိုက်1000 1000ကိုရိုက်တယ်ခစ်အညီပေါ့ ့စပီလောကမှာတော့မရှိဘူးလေစပီလောကမှာဥယျာဉ်တစ်ထောင်၂ထောင်၅ချိန်၆ချိန်၃ထောင်အလုံးအဲအလွန်အလင်းဆုံးဦးစင်တစ်ခါရိုက်ကိုတစ်ထောင်ရိုက်တာ၃ချိန်တည်းဦးစင်ရိုက်ခဲ့ရတယ်အရင်က၅တောင်ကြီးပဲ၄၅ချိန်ရိုက်တယ်အဲ့နောက်ကြတော့ transfer ရိုက်တာတော့၅တောင်လို့စာထွက်ပြီးမဲ့စောက်ကတစ်ထောင်ခွဲလောက်ထွက်သွားရဲ့ရှိအမှန်တမ်းပြောရင်တော့နောက်ကပြည်သက်ကတောင်းဆိုလာတော့ထွက်ခဲ့ရတာဒီလိုပဲလူသက်သောပြမိုင်လုံးကြီးရောဖန်ဆင်းရှာလဲအဲ့လိုပဲ စောင်းရီ3-4တောင်းရိုက်ခဲ့ရတယ်။အဲ5-6တောင်းရိုက်ခဲ့တာတော့ဥစဉ်ရိုက်တဲ့အပြင်5-6တောင်းရိုက်တယ်။ဘာကြောင့်လဲဆိုတော့စာပေအတွက်ဥစဉ်ကဗျားတဲ့လိုပဲရိုက်ခဲ့တာပါ။ဒါကြောင့်ဆိုင်းစရာလောကမှာဥစဉ်ကတော်တော်များများရှိရရောက်ပြီမယ်။ခုနလိုဥစဉ်တို့မော်ပြီးမှဆိုင်းစရာအသင်းကိုဝင်ပြီးတော့လှုပ်တော့အကြောင်းကြောင်းကြောင့်ပဲပြောရမလား။ရှေ့လူတွေရဲ့နေရာမပေးမှုဒါမှမဟုတ်ဆိုင်းစရာ ညံဓမအနေနဲ့ရှောက်ထားတဲ့ပုံမှာအခွင့်မပေးလို့ပေးတဲ့စာတင်ခဲ့ပြီမယ်လေလူလိုပြန်တော့လုံးမပေးလို့မရတာပေါ့ဒါကတော့ဒီစာရေးဆရာကတ်ဒီစာရေးဆရာဥစ္စာတွေဒါတော့အဖွဲ့မော်လို့စာရေးဆရာဘယ်လိုပြောမလဲအသိဝင်ရှိပါလေခင်ဗျအရင်ကတော့ရှိကြလဲစာရေးဆရာဥသိဝင်ရတော့၁၀ရောက်လောက်ပဲရှိတယ်အေးပါအေးပါလူရည်တရားကျော်၂၀၀ကျော်မှာစာပေမြန်နိုးတဲ့သူတွေကြားထဲမှာ ဒါကြောင့်ဥစဉ်လက်အခွင့်သာလို့ပြောပြလိုက်တာပါတကယ်တော့လဲဒါဟိုနာဒကာကြီးဦးဝင်းမောင်သရင်တော်မောင်မောင်မကွေးဥစဉ်ရဲ့လာဒကမဘကဦးလေးတော်သလိုဥစဉ်ရဲ့အရေးချုံပြီးတော့ဒါမျိုးပြောရမယ်ဆိုတာလို့ပြရတယ်အခုလဲဒါတော့ကိုနိုင်ယူဝင်းနဲ့ကိုယူနိုင်ကြီးနဲ့ယူနိုင်ကိုနိုင်ယူဝေးလို့တကယ်ကိုဆရာကြီးဦးမင်းဟိုမင်းသူဝင်းကိုသဘောကျလို့ မီးယူဝေသဘောကျလို့ရေးခဲ့တဲ့စုလိုပဲဒီနေ့တနောင်းရင်ကစာပြဝိုင်းကြီးကိုထင်ရှားအောင်မြင်အဝေးမြို့ရဲ့အမှုပြအဲစာရေးဆရာနုပညာရှင်တွေအားလုံးရဲ့ဆုံးကြီးရလို့ဖြစ်နေပါတယ်။ဒါကြောင့်နောက်ဆုံးအနေနဲ့မြန်စကားပြောမယ်ဆိုရင်ကြီးစုကိုပဲပြောပြောမိမိရဲ့စာဖတ်ပြည့်တတ်ကိုပဲပြောပြောမိမိရဲ့လှုပ်ဆောင်ချက်ကိုကြီးစုနေတဲ့ဓမ္မမိတ်ဆွေတွေပြောပြောဒါကမြန်ဗာမြန်ပြောခြင်းတည်းလေ ဒါနဲ့ခန်းသက်လိုက်ခြင်းတပြီးတော့နေနေရတော့ဒီတပြီးတော့ဒီသားစုတန်ဝန်လေးတရားနေပြီးတော့မှစာပေသမားတွေတော့ထူးချွန်ပြောင်ပြောင်းပြီးတော့ဖြစ်ပေါ်လာအောင်အဲအိမ်တွင်ကျူးစမ်းမှုကနေပြီးတော့မှရက်ွက်ကြီးရောအဲ့ရနေပြီးတော့သင်မျိုးနဲ့တိုင်းအဆင့်ထိအောင်လောက်ထိအောင်ပေါ့လေစူးစိနိုင်တဲ့နေသားကနေပြီးတော့အခုဆိုလို့ရှိရင်နိုင်ငံတော်တဝန်းမှာနော်ပေါင်းဝန်ရေးသားနေကြတော့နော်မြန်မာစာပေကလောင်ရှင်များကိုလည်းတပြုတ်အနေနဲ့ဖိတ်ကြားခြင်းပါပဲလူလုံးလုံးစဲအနေနဲ့လည်းအဲ ြီးဟောမဘကိုးတိုင်းဒေသကြီးကစာရေးဆရာတော်တော်များများဟာဆိုလို့ရှိရင်တပည့်တော်တနောင်းရုပ်ကွင်းစာပေဝိုင်းကိုတန်းပို့ထားတဲ့စာပေဖြန့်ချီပို့တဲ့စာအုပ်တွေပို့တာရှိပါလားစစ်စစ်မှတ်ချက်ကိုတောက်ချောက်ပို့ထားတဲ့အုပ်တွေကိုညာနဲ့ချီနေပါဘူး။အဲ့ဒါလိုပဲတခြားဟိုတိုင်းသမားမှရောက်နေသောမြန်မာစာဖတ်ပြည့်တတ်တွေရောစာရေးသူများကမှအစလေစာပေကုလူဆက်ဆံရေးတစ်ခုအနေနဲ့တနောင်းရုပ်ကွင်းအသုံးပြုနိုင်ပါတယ်လို့တနောင်းရုပ်ကွင်းကိုစားဒီလိုအနေပြုမှာအလုံးဖိတ်ကြပါမယ် အဲ့လိုပဲဟိုဒီစောင်းရင်းဝင်စာပွေဝိုင်းအဖွဲ့သူအဖွဲ့သားဆိုင်ရေးဆရာများစာပေမြတ်နိုးသူများသူပေါင်းပြီးတော့ခုနကပရိုက်တာအနေနဲ့လုပ်နေတဲ့အောင်မြင်တဲ့ဟာရောဘာမှမရှိသေးလဲအဲဒီရောစာပေနဲ့ပတ်သက်လို့ကတော့ဒီနှစ်လယ်မဂ္ဂဇင်းပေါ့နော်ဒီနှစ်ပြည့်တဲ့အခါမှာတခါထုတ်တဲ့နှစ်နှစ်လယ်မဂ္ဂဇင်းကတော့၃ချိန်ထုတ်နိုင်ခဲ့ပါတယ်နောက်တော့ကတူးချင်းနေတဲ့လုံချင်းစာအုပ်ကလေးတွေကိုလည်းပရိုက်တာထုတ်ပြနေတာအဲ့ဒါလည်း၅ဦးရှိပါတယ်ခင်ဗျ မောင်းရှိတဲ့အထက်မှာမှဒီကွယ်လွန်နှိမ့်ဆက်ရောက်သွားသူကတော့၃ဦးဆိုကျန်တဲ့၂ယောက်ကတော့အခုလဲဆက်ရေးနေတာရှိပါသေးတယ်။ဒါတော့ဓနောင်းရုံဝင်စာပေဝိုင်းကပရမသုံးထောက်တာတော့ကိုတို့မကွေးပါလေ။သူကတော့ဆုံးသွားပြီ။နောက်အင်းငိမ့်မုံသူကလည်းမရှိတော့ပါဘူးခင်ဗျာ။ဒီလိုဆိုကိုလောက်ဝင်ပေါ့နော်။လောက်ဝင်อ๋ออืมๆเนาะอะคือละสิที่มาย่างเสียแล้วบ่เนาะหมองยิ้มไก่บ่คือสมมุติว่าสิเนี่ยตู้ละลงยิ้มสาวอุดอุดถอดถ่ายได้สิบาเลยอืมๆเนาะยําหม่องมิวอ่ะเนาะ ဓာရီချိုပြည့်ရဲ့စောင်းကလေးနမောင်မောင်ဘူးအဲ့လိုစောင်းကလေးဆက်ပြီးနေတာကြီးရှိပါတယ်ဗျာဒါထနောင်းဝင်စာပြီးဝမ်းရဲ့ပနာဟိတပုံနေလုံငတ်မှာပုံနေပြီးတော့ထုတ်ဝေတာပုံနေကိုယ့်ရေဘလောက်လောက်ထုတ်လဲတခါထုတ်ရင်တော့အုတ်တထောင်ပဲထုတ်နိုင်ပါတယ်ဗျာဟုတ်ပါတော့ဟုတ်တထောင်နဲ့တော့ကိုးထုတ်နိုင်တာမရှိဘူးတော့ဟုတ်ပါလေကဘာစာပေနဲ့ပြန်ရှင်းလိုက်ရင်ဦးဇနုမြမစာပေဟာအမှန်တော့တမ်းမဝင်တာလေဟိုနာမည်ကြီးစာရေးဆရာတွေကိုပြန်ပြီးတော့တို့ပြန်ရိုက်တာရောတပိုင်းကောင်းဖြစ်ရင်ဖြစ်မယ်ဟုတ်ပါ မန္တလေးမြို့ကဥစဉ်တော့မြန်မာစာမြန်မာရေးသားတွေပဲဖြစ်တဲ့အတွက်နည်းနည်းတော့အားနည်းချက်တွေလည်းရှိတယ်။ဒီကဘူးကြဒီအုတ်တောင်တောင်ဟိုနေရာသုံးကဒီနေရာသုံးတချို့ပြောက်ကုန်တာအများကြီး။ဥစဉ်တော့ကတော့အမန္တလေးမြို့ကတနင်္ဂနွေလုံးအနေနဲ့နောက်ပြီးတော့ဘာသာတရားကိုရှင်းကလေ့လာတာဖြစ်တဲ့အတွက်ဥစဉ်ရဲ့စောက်တရားအဲ့လိုအစ္စလမ်နဲ့အစ္စလမ်နဲ့ပတ်သက်တဲ့စောက်ခရစ်ယာန်နဲ့ခရစ်ယာန်ပတ်သက်စောက်ညှောလင်းချက်ပြောက်ဆုံးခြင်းစာရည်ရွယ်ချက်လည်းကောင်းတယ် ကြိုက်လူလိုင်းလည်းကြိုက်တယ်အခုလက်စီလည်းမာရလူအများကြီးကျွန်တော်ကထပ်မရိုက်ဖြစ်တော့ဘူးနောက်ပြီးကြတော့အတွန်းတိုက်တယ်လည်းသိမပြောချင်တော့အရင်တော့ကတော့အရွယ်ရှိတယ်ဆိုတော့လုတ်ခဲ့တာပေါ့ဟောက်ပါပြီအခုလို့ကျွန်တော်ရင်ဝင်စာပေဝမ်းရဲ့ဥဆောင်တီထောင်သူဒီကနေ့ဒီလက်တောင်းနေယူပြီးတော့နှစ်ပေါင်း30နီးပါးလှုပ်ရှားနေတဲ့သူဒီမှာဆိုရင်ကဆရာမောင်တို့ဟလားဆရာတော်သားလေးစသဖြင့်လေသူတို့ရဲ့ပုံတွေကိုအမှတ်တရ ပြန်မောင်ဆွန်းနဲ့ဒါအကိုမျိုးမြောင်ရဲ့ဦးစင်းရဲ့အကိုရဲ့တငယ်ချင်းရဲ့အကိုတွေပဲအရင်မှလည်းရင်းနှီးခဲ့ဘူးပဲမဲ့တကယ်တော့မတွေ့လျောက်သူ့ရဲ့ဆရာမောင်မောင်မကွေးဆိုတော့ခဏခဏဖတ်ခဲ့ရတယ်ကိုကူတိုင်းကိုမျိုးမြောင်အကိုလို့မသိခဲ့ဘူးဒါဒါတကယ်ကိုရင်ထဲမှာပြောအခုကျမှပုံကြီးကမှဩ